မင်္ဂလာပါရှင်ခေတ်တက်တီလီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနည်းငယ် နဂါကြီးကြောင့်ငလင်းလုတ်တယ်လို့မိုင်းဖုံးစရာတော့ဟောပြောမှုငလင်းကြိုတင်ကာကွယ်ရေးအတွက်အန်ဒီရင်ကြီးရဲ့ကြောင့်တင်ဆက်ပေးပါမယ်။စကိုင်းငလင်းကြီးကကပောင်မြကြီးအောက်မှာမိုင်းပေါင်း3000ကျော်ရှိတဲ့နဂါကြီးကလှန်လိုက်တာကြောင့်လှုပ်ချင်းဖြစ်ကြောင်းမိုင်းဖုံးစရာတော်ရဲ့ဟောပြောမှုကတဘာဝပီးကြိုတင်ကာကွယ်ရေးအတွက်အယူလွဲမှစီနိုင်ကအန်ဒီရင်ကြီးမှပြီးဘာသာရေးရချင်းထဲတယ်လို့ဘူမိပြည်နာပညာရှင်တွေနဲ့လူမှုရေးအဖွဲ့တွေကဝေဖန်ကြပါတယ်။ငလင်းတန်တဲ့ဒေသတွေအတွက်မြစ်တာပေါ်ကိုကြီးထောက်ပံ့ခြင်းအလူခီးစံလို့ခေါင်းစဉ်နဲ့ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့မိုင်းဖုံးစရာတော်ကတင်ရပွဲ တခုမှအဲ့ဒီလိုဟောပြောခဲ့တာပါ။နဂါအရှိကမိုင်ပေါင်း3000ကျော်နဲ့လှန်လိုက်တော့မြင်းကလေးလှုပ်သွားတယ်လို့မိုင်ဖုံးဆရာတော်ကပါတာပြန်ဖုံးကြီးတပါးမှဆင်ဟောပါတယ်။တရားနာသူများထံမှလည်းအံ့ဩတဲ့ပုံစံနဲ့အာမေလိတန်ထွက်လာကြတယ်။ရုံကြီးကိုကိုွယ်သူအများပြားရှိနေတဲ့မိုင်ဖုံးဆရာတော်ကဲ့သို့ပုဂ္ဂိုလ်ကမဟုတ်မမှန်သောအကြောင်းကိုအဲ့ဒီလိုပြောခြင်းကငလင်းဘေးအန္တရာယ်ရှိရဲ့မြန်မာနိုင်ငံအတွက်တဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်အန္တရာယ်ကြီးမားစေတယ်လို့ဘူမိပြည်သားပညာရှင်တအုပ်ကပြောပါတယ်။ ြံ့ရည်ကြောင့်မြေကြီးကသဘာဝတိုင်းလှုပ်ခါတာကိုငကားကလှန်လို့လှုပ်တယ်လို့ပြောတာတော်တော်ကိုအန္တရာယ်ကြီးပါတယ်။ဒါဟာပေါ့ပေါ့တန်တန်သဘောထားလို့မရဘူးလို့အဆိုပါဘူမိပြည်သားပညာရှင်ကပြောပါတယ်။မြန်မာနိုင်ငံမြေငလင်ကော်မတီဝင်တအုပ်ကလည်းခတ်ပါတယ်ဗျာ။ဒီလိုဟောတာပြောတာတွေကသဘာဝဘေးကြိုတင်ကာကွယ်ရေးတုံ့ပြန်ရင်ဆိုင်ရေးပိုင်းဒီမှာရေလိုက်လွဲသွားနိုင်မှာတွေငလင်ကငလင်မှာဘာငကားနဲ့မှမဆိုင်ပါဘူး။လူတို့အနေနဲ့ကငလင်ဘေးကိုအမြဲတစေသတိပြုနေထိုင်ရပါမယ်လို့ပြောပါတယ်။မိုင်းဖုံးစရာတော့ပြောတာကို၎င်းကို ကိုကိုယ်ထောက်ခံသူတွေကရှုံချီသွားရင် မြင်းကလင်းကိုတဘာဝဘေးဖြစ်မမြင်တော့ဘဲကြိုတင်ကာကွယ်ရေးအစီအမံတွေကိုလိုက်ပါဆောင်ရွက်ခြင်းမရှိကအမှန်တကယ်ကလေးလှုပ်ရှားချိန်မှာထိခိုက်ဆုံးရှုံးမှုတွေများပြားနိုင်ကြောင်းဘူမိဗေဒပညာရှင်နဲ့လူမှုကင်ဆယ်ဖွဲ့ဝင်တောင်းကပြောပါရယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ Rister Scale 9.8ရှိရဲ့ဖြစ်အပြင်သကိုင်းကလင်းကမြန်မာနိုင်ငံအထက်ပိုင်းမှာအောက်ပိုင်းထိကီလိုမီတာ1100ကျော်မိုင်900ကျော်ရှိလျားတဲ့သကိုင်းပြည်ရဲ့အလဲပိုင်းမှာမန္တလေးနဲ့သကိုင်းမြို့ကိုပဟိုပြုလှုပ်ခတ်ခြင်းဖြစ်ကြောင်းဘူမိဗေဒပညာရှင် များနဲ့မြင်းကလင်းကော်မတီကထုတ်ပြန်ထားပါတယ်အိန္ဒိယကြောက်ထူချက်နဲ့ရေရှားကြောက်လွာချက်တွေဆောင်ရတောင်မြောင်ဦးတည်နေတဲ့သကိုင်းပြန်ရွေတခြားဘေးတိုက်ရှာမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ငလင်းလိုအမေရိကန်ဘူမိတိုင်းတိုင်းဌာနကသုံးသပ်ထားပါတယ်။ငလင်းကြောက်ဖြစ်ပေါ်တဲ့မြေပြင်အကြောင်းအရှိဟောင်း 950ကီလိုမီတာ342မိုင်အထိရှိပြီးမှတ်တမ်းတင်နိုင်သမျှမြေပြင်အကြောင်းတွေမှာအရှိန်ဆုံးလို့ American Agatha Agency NASA ကထုတ်ပြန်ထားပါတယ်။စကိုင်းပြည်ရီကျော်တခြားမှာ3မီတာ10ပြီကျော်မြေရွေ့ဆောင်းသွားပြီးတချို့နေရာတွေမှာ6မီတာကျော်ကိုပြီး20ကျော်ထိမြေရွေ့ဆောင်းသွားတယ်လို့ NASA ကထုတ်ပြန်ပါတယ်။ငလင်အကွဲကြောင်းတခြားကို TSBM Descriptive of Patton Hook Mission ကမြေပြင်ကွင်းစင်ပြီးမှတ်တမ်းယူခဲ့တာပါ။ အကွဲအကြောင်းကိုလိုင်းကြီးနဲ့သူတွေတတိထားပါငကားနဲ့တိုးနေမယ်လို့မိုင်းဖုံးဆရာတော်ဟောပြောမှုပေါ်လူငယ်တုံးကအရှင်းဖောက်ပါတယ်။ရန်ကုန်မြို့ကန်တောင်ကလည်းဒီတော်လိုင်းဟာအာနာရှင်တေမကဦးထိုင်ယူနိုင်ယူတွေပါအကုန်ထောင်ထဲဖမ်းထည့်ပြီးလူလူတွေးတအောင်စကြက်ခိုင်းရမယ်လို့ပြောပါတယ်။အင်အားပြင်းငလီနေကဗဟုပြုတဲ့နေရာပတ်ဝန်းကျင်မှာနှစ်80မှတရားကြားမှာတစ်ချိန်ပြန်လုတဲ့လှုပ်ရှားနေရှိပြီးစကိုင်းပြည့်ရည်ရဲ့ပုဂိုလ်ပိုင်းကအင်အားပြင်းငလီလုံနိုင်ခြင်းရှိကြောင်းနဲ့လှုပ်ရှားပါကအထက်မြင့်အဆောက်များပြားတဲ့ရန်ကုန်မြို့ အန်ဒီယန်ရှိကြောင်းဘူမိဗေဒပညာရှင်တွေကနှစ်ပေါင်းများစွာကလေးကသတိပေးထားပါတယ်။စကိုင်းပြည့်ရည်ရဲ့ပကူပိုင်းက1930ခုနှစ်ကအင်အားပြင်းကလည်းလှုပ်ခတ်ခဲ့ပြီးရန်ကုန်မြို့မှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။အဲ့ဒီပြည့်ရည်ကအင်အားပြင်းအဆင့်ဖြင့်မလှုပ်ခင်မှာ65နှစ်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။ငလင်းအန်ဒီယန်ဂျိုတင်ကာကွယ်ရေးများစနစ်တကျလှုပ်ဆောင်ရန်လိုအပ်နေတဲ့ကာလမှာမိုင်းပုံးဆရာတော်မင်းကြားသလိုရုပ်တိမရှိရဟောပြောမှုတွေကလူထုအတွက်အနှင်းအကျီးမစေနဲ့လို့ရန်ကုန်မြို့မှာအဆက်ဖက်လူမှုကူညီဆောင်ရွက်နေသူတအုပ်ကပြောပါတယ်။မိုင်းပုံးဆရာတော်က စစ်တပ်အတိုင်းဝိုင်းမှာကိုးကွယ်မှုတွေများပြီးစစ်ကောင်းဆောင်ကလည်းကိုးကွယ်ယုံကြည်တဲ့ဖုံကြီးဖြစ်ပါတယ်၎င်းက AB 22ရက်ကလည်းအာနာသိန်းကောင်းဆောင်တည်ထားတဲ့နေပြည်တော်ရှိမာရဝီစီယာဖခင်ကိုတွားရောက်ဖူးမြော်ခဲ့တယ်လို့သိရပါတယ်ဆလဘင်းရီစကြုံနဲ့ကလင်းဝမြို့နယ်တို့မှာစစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူငောင်းတိစုံနေကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းရေစကြုံမြို့နယ်စင်မရင်ချင်းရွာကိုအကျန်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူနှောင်းတည်ဆုံခဲ့ကြောင်းရေစကြုံတောင်ရှင် Infro Committee မှတာဝန်ရှိသူတောင်းကပြောပါရယ်အေပီလ23ရက်နေ့မှာည9:00မိနစ်30ကမ္ဘာရေစကြုံမြို့နယ်မှာစင်မရင်ချင်းရွာအကျန်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူနှောင်းတည်ဆုံခဲ့ကြောင်းသိရပါရယ်အကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်စင်မရင်ချင်းရွာမှာအသက်68နှစ်အရွယ်တော်ဆန်းမြင့်ကြီးနဲ့စင်မရင်ချင်းရွာအနောက်တောင်ဘက်မှာနေထိုင်တဲ့400ပြည့်ချင်းရွာမှာအသက်50 23နှစ်အရွယ်ကိုညိုလင်းအောင်တို့နှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါရယ်ရေစကြိုးစင်မြင်ချင်းရွာလင်းချောင်းတိုက်ခိုက်မှုမှာထိမှန်သေဆုံးသူကအသက်68နှစ်အရွယ်ဒေါ်ဆန်းမြင့်ကြီးနဲ့စင်မြင်ချင်းရွာအနောက်တောင်ဘက်မှာရှိရယ်လေးရပြင်းချင်းရွာကပြည်သူတအုပ်ထိန်လန့်ပြီးသွေးတိုးနဲ့သေဆုံးနေ သွင်းတိုးပြီးတည်ဆောင်သူကအသက်53နှစ်အရွယ်ကိုညိုလင်းအောင်မလို့ပြောပါရင်အလာဒူးစကိုင်းတိုင်းကလေးဝမြို့နယ်မစိန်ချင်းရွာနဲ့မြင်းကင်းမြို့နယ်ကမ်းပြေကပြတ်ချင်းရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလင်းရင်နဲ့ဖုံးချင်းတိုက်ခိုက်ရာပြည်သူ၃ဦးတည်ဆောင်ခဲ့ကြောင်းကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ပါရင်ဧပြီလ24ရက်နေ့မှာကလေးဝမြို့နယ်မစိန်ချင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝိုင်းတွင်းလင်းရင်နဲ့ဖုံးချင်းတိုက်ခိုက်ခဲ့ရာရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူအရသာပြည်သူ၃ဦးတည်ဆောင်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလင်းချောင်းမှာဘုံနဲ့ကျဲပြီးတိုက်ခိုက်နေတဲ့မစိန်ချင်းရွာ ွာကစစ်ကောင်စီတပ်သားများစုံမထိန်ချုပ်ထားတဲ့ကျင်းရွာတွင်ရဖြစ်ကြောင်းသိရပါတယ်။အလားတူမင်းကင်းမြို့နယ်ကံပြေကပြတ်ကျင်းရွာကိုလည်းဝိုင်တွဲလျင်နဲ့အကြံဘက်စစ်တကလျင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရှီစကြိုမြို့နယ်ဘန်လဘအကျင်းရွာကိုမီးရှို့ပြီးပြန်တက်လာတဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တိုက်ဆုံမှုရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှီစကြိုမြို့နယ်ဘန်လဘအကျင်းရွာကိုမီးရှို့ပြီးပြန်လာတဲ့စစ်ကားလေးစီးပါရှင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်တိုက်ဆုံမှုရှိနိုင်ကြောင်းရှီစကြိုပကဖမှတာဝန်ရှိသူတောင်းကပြောပါရယ်။ ဧပြီလ24ရက်နေ့ညနေ4:30မိနစ်30ခန်းမှာရှိစကြုံမြို့နယ်ပလဘဈေးဘာရှိဖြီသူပိုင်းနေအိမ်များကိုမိရှုပ်ပြီးပြန်လာတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားလီစီးကခလာရ258တရင်ကိုတွားရလမ်းမှာဖြီသူကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအချမ်းဘက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ ။ဒေဆုံးထိခိုက်မှုကတော့ရှိနိုင်တယ်အတိအကျတော့မသိရသေးဘူး။ကားက၄စီးလုံးတောက်လျှောက်မောင်းပြေးသွားတဲ့အတွက်ပေါ့။ကားက၄စီးအလုံးနဲ့ဆိုတော့အင်အားကတော့150 200လောက်တော့ပါနိုင်တယ်။ဘလဘကျင်းရွာကိုမိရှုပ်ပြီးခလာရ258တထဲကိုပြန်ပို့တဲ့အချိန်မှာမိုင်းဆွဲခဲ့တာ။မိုင်းကတော့၃လုံးဆွဲခဲ့တာကကားကခဏရက်သွားတယ်ပြီးတော့တန်းပေါင်းသွားတာအပြစ်မဲ့ပြီးသူရဲ့နေအိမ်ကိုမိရှုပ်ပြီးပြန်လာတဲ့စခါတွေကိုခွေးကင်းပုံးနေကြတဲ့ကနေမရမကမိုင်းဆွဲတိုက်ခိုက်ခဲ့တာနောက်နောက်လည်းဒီထက်ပိုတဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်ဖော်ဆောင်သွားဖို့ရှိတယ်လို့ရီစကျိုးပကဖမတာဝန်ရှိသူတောင်ကပြော ောပါရယ်အဲ့လိုတိုက်ခိုက်ခဲ့တဲ့မိုင်းတွေမှာအစံဖတ်စကောင်စီမှာအသုံးပြတဲ့ဟောင်းဝစ်စာကြီး120မှမှ80မှမှစတဲ့မပေါက်ကွဲသေးတဲ့လက်နက်တွေမှာအသုံးပြထားတဲ့ပြင်းအမြင့်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရင်းစကြုံမြို့နယ်ပကဖားမှရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်နောက်ထပ်တစ်ပုတ်အနည်းငယ်ရှိချင်းအမြောက်တပ်344ကိုအင်အား 300ခန့်ပို့ပြီးခန်းဆက်ပြင်နေပြီးစေယုံတက်နေတဲ့တပ်သားများကိုပါရှီနန်းပို့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိမြောက်ဆန်းအမြောက်တပ်344မှာစစ်ကောင်စီကအင်အားစုဖွဲ့ခန်းဆက်ပြင်ဆင်နေကြောင်းသိရပါရယ်။ စစ်ကောင်စီကအပြင်းရရထားတဲ့ကာလအတွင်းအမြောက်တပ်324တွင်ကိုအင်အားရီတိုင်းနယ်ရှမ်းကုန်းတိုင်းမှာစစ်အင်အား300ခန့်စုဖွဲ့ပို့ဆောင်ပြီးခန့်စစ်ပြင်းလျက်ရှိကြောင်းစစ်ရေးတရင်အရေးမြစ်တွေစီရသိရပါတယ်344တပ်ထဲကိုအင်အားသစ်တွေနဲ့စုဖွဲ့ပြင်ဆင်ထားပြီးမြင့်တက်ရှိမျက်နှာစာမှာတော့အရင်လူအိုလူဟောင်းတွေနဲ့စစ်ရေးပြင်ဆင်ထားတဲ့သဘောမျိုးဖြစ်နေရလို့စစ်ရေးတရင်အရေးမြစ်တွေကပြောပါတယ်စုဖွဲ့ပို့ဆောင်ခံရတဲ့အင်အားတွေမှာလည်းစစ်တပ်နဲ့အမှတ်စဉ်9နဲ့အမှတ်စဉ်10မှာတင်နန်းစဉ်တပ်သားတွေဖြစ်ပြီးတိုင်ရင်ရှိလုံခြုံရေးယူတဲ့နေရာမှာတိုက်ပွဲအတွင်းထရရရှိခဲ့တဲ့ တပ်သားတွေကိုပြန်ကော်ပြီးတုံးထားခြင်းဖြစ်ကြောင်းသိရပါဗျ။ ပသိမ်မဆရလီမှာရှိနှမ်းမှထဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလက်ပူတိုက်ကူတာပင်းပြီးရင်နောက်မြောက်ဆန်းအမြောက်တပ်ကိုပို့ဆောင်နေတဲ့အတွက်စစ်ရုံမှာဆင်းပြေးသူတွေလည်းရှိကြောင်းဒေသတရင်ရင်းမြစ်တွေစီမှသိရပါဗျ။ပြီးခဲ့တဲ့အေပီ20ရက်ကလည်းတီရာကုန်းပြင်းနဲ့စင်အိုကွဲရွာရှိကုန်းစုံဆိုင်ပန်းရှင်နဲ့ဆိုင်အိမ်များတင်ဆောင်လာတာကိုစစ်ကောင်စီကအကြမ်းဖက်ထောက်ပို့လို့ဆဆွဲပြီးရှင်းတာစစ်စင်ကိမှာဖမ်းဆီးထားကြောင်းသိရပါဗျ။မတိုင်းချောင်းမြို့တွင်အမတ344နီးစင်ရစ်တင်မာနေတဲ့အခြေအနေရှိတဲ့အတွက်စစ်ကောင်စီကတိုင်းစစ်ဌာနချုပ်အမိန်လိုခေါ်ပြီးကုန်းတဲ့ တောင်းတီဖန်းစီစစ်စစ်နေကြောင်းဒေသခံများထံမှသိရပါတယ်။ဒါအပြင်ရေကြီးမြို့ပေါ်ရှိရွှေလုံငန်းရှင်များကိုလည်းနေပြည်တော်ကိုဆင့်ခေါ်ပြီးစစ်ဆေးမှုတွေရှိရလို့ဒေသသတင်းရင်းမြစ်တွေကဆိုပါတယ်။လက်ရှိမှာငတိုင်းချောင်းနဲ့လေးမျက်နှာမြို့နယ်တို့မှာစစ်ကောင်စီကအလေးချောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက်ကျင်းရွာဒေသခံတွေမြို့ပေါ်ကိုဆစ်ဆောင်နေရကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။